ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့เนาะကျွန်တော်လူတွေအတွက်ကျွန်တော်တက်နိုင်ဆုံးအောင်ကော်ကလေးတွေလုပ်ပေးနိုင်ခဲ့တယ်ပေါ့เนาะအဲ့မှာကျွန်တော်တို့ဘာဖြစ်လဲဆိုတဲ့ခါကျတော့ကျွန်တော်မနေ့ကတင်ခွဲ၄ခွဲပေးခဲ့တယ်9 5 6 6 3 6 6 6 6 6 6ဆိုပြီးခဲ့တဲ့ခါမှာကျွန်တော်86မှာကျွန်တော်တို့တက်အောင်ခွဲရခဲ့ပါရဲ့เนาะထိတ်စီရလဲ8အောင်ခဲ့တယ်နောက်တစ်ခါကီးရလဲ86ဆိုတော့6အောင်ခဲ့တယ်ညနေပိုင်းမှာကီးထိတ်ကကီးနေနေတော့ထပ်ဆွဲခဲ့သေးသလိုเนาะကျွန်တော်တို့ဒီကောင်ကလဲအပေါ်အောက်မထွက်တာလို့เนาะ ော်တော်လေးသုံးသုံးလေးခါလောက်သုံးလေးဘွဲလောက်ရှိသွားပြီအဲလင်းကားဘွဲလောက်ရှိသွားပြီပေါ့နော်မထွက်တာအခုတခါတော့ကျွန်တော်တို့88ဆိုပြီးတော့ကျွန်တော်တို့ထွက်သွားခဲ့တယ်ညနေပိုင်းမနေ့ပိုင်းမှာလည်းကျွန်တော်ရှစ်ဆွဲလို့ညနေပိုင်းမှာလည်းရှစ်ထပ်ဆွဲတော့88ဆိုပြီးထွက်သွားခဲ့တယ်။နောက်တစ်ခုကကျွန်တော်တို့ break line break line မှာဆို86ဆိုတဲ့အတွက်ကျွန်တော်တို့၄ break တွေနှစ်ခုစလုံးဆွဲသွားခဲ့တယ်ပေါ့နော်။နှစ်ခုစလုံးဆွဲသွားခဲ့တယ်လို့ပဲယူဆရမှာပေါ့နော်။အဲ့မှာကျွန်တော်တို့ဟိုမနေ့ကကျွန်တော် comment ထဲမှာမေးထားတဲ့ဟာလေးကိုထည့်ပြောထားတာရှိတယ်နော်။အဲ့ဒါဗာလဲဆိုရှားတဲ့ ြန်ကနန်းထွက်ပြီးသွားရင်1.6ခွန်8ခွေရမလားတဲ့ဆိုဟုတ်တယ်ခွေရမယ်ခွေတင်တာပေါ့လို့ကျွန်တော်ပြောခဲ့တဲ့ခါမှာ1.6ခွန်8ကမနဲ့ကောညာဟိုထွက်သွားပါတယ်နော်အဲ1.6ခွန်8ကမနဲ့ကောညာဟိုထွက်သွားတဲ့အတွက်နော်ပွဲတိုင်းမရတာတော့မှတပွဲတော့ရလိုက်လိမ့်မယ်ကျွန်တော်ထင်ပါတယ်เนาะကဲအဲ့တော့ကျွန်တော်ဒီကနေ့ကတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်အမျိုးတို့အတွက်ကိုလုပ်ပေးနိုင်တဲ့အတွက်တကယ်ကိုကျေနပ်ပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်က ကိုထိုးတာနည်းနည်းပါကျွန်တော်ကနည်းနည်းပဲထိုးတဲ့လူပါအများကြီးလည်းတိတ်ပြီးထိုးတဲ့လူမဟုတ်ပါဘူးเนาะကျွန်တော်ဝါသနာရရနဲ့တွက်ချင်းဖြစ်ပါတယ်အဲဟိုဝမ်းတာတာကကျွန်တော်ပေါက်လို့ဝမ်းတာတာတဲ့ကျွန်တော်လူတွေပေါက်လို့ဝမ်းတာတာပါเนาะကဲအဲ့တော့ကျွန်တော်တို့20လေးပဲစလိုက်ကြအောင်ဗျเนาะကျွန်တော်တို့ပေးတဲ့ရာသပံကတ်တွေထဲမှာပေးတဲ့ဟာတွေအမှန်တမ်းအကုန်ဟိုပါဖြစ်ပါတယ်တချို့ကမှတ်တယ်ဗျဥပမာပေါ့နော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့နက်ခတ်3ညခွန်ထွက်တယ်အမ်ပြီးခဲ့တဲ့ဘက်က3ညခွန်ထွက်တဲ့အတွက်အဲတယောက်ကဖုံးဆက်ပြီးမေးတာပေါ့နော်ဆရာရတဲ့ဒီတစ်ပတ်နှစ်ခွန်မွေးပရိတ် ထိုးအောင်မလားထိုးရမှာပေါ့ဆိုတဲ့အတိုင်းမှာတနေ့လာနေမှာပဲခွန်ပရိတ်ဆိုပြီးထွက်သွားတယ်နော်အဲအခုလဲခွန်၃ညလို့ထွက်တာနော်နောက်ပတ်မှာနှစ်ခွန်ပရိတ်ထွက်ရအောင်မယ်နော်ကျွန်တော်ကြိုပြောခဲ့တယ်မေ့တယ်လို့ကျွန်တော်ကအများကြီးလေကျွန်တော်မှနီးတယ်အများကြီးကျွန်တော်အကုန်လုံးပြည့်စုံအောင်တော့မပြောနိုင်ဘူးပေါ့နော်ကဲအဲ့တော့ကျွန်တော်20လေးစမယ်20လေးစမယ်ဆိုရင်ဘယ်ကစမလဲဆိုတဲ့အခါကျတော့အဲ့တော့ကျွန်တော်ဘယ်ကစမလဲဆိုတော့1 1 3ခွန်စပါမယ်တဲ့1 1 3ခွန်1 1 3ခွန်ပြီ8 4 8ခွန်8 2593ညဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်တဲ့အဲဒီကိုကျွန်တော်တို့တွက်ပါမယ်တဲ့เนาะတွက်မယ်ဆိုတဲ့အခါကျတော့ဘလို့တွက်မလဲဆိုတဲ့အခါကျတော့ဆော့ပြင်ပေးရအဲ့တော့ဒီခွန်ရဲတဲ့ဒီခွန်ရဲပေါင်းပါမယ်တဲ့ဒီခွန်ရဲဒီခွန်ရဲပေါင်းတော့လေးတဲ့ဒီနှစ်နဲ့ထပ်ပေါင်းပါမယ်တဲ့ဒီနှစ်နဲ့ထပ်ပေါင်းတဲ့အခါကျတော့ကျွန်တော်တို့ဟိုကခွန်ခွန် နှစ်ခွန်နဲ့ခွန်နဲ့ပေါင်း၄၄နဲ့နှစ်နဲ့ပေါင်းတော့6ပါတဲ့နော်6 6 6ရဲ့နှစ်ခတ်က9 6ရဲ့ပါဝါ4 6 6 4ဆိုတော့ကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားလဲကြည့်လိုက်ရအောင်395တဲ့မအောင်ပါဘူးဗျာ19တဲ့19မှာတော့ကျွန်တော်တို့6တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ဒီဘေးကနော်ခဏလေးဆွဲထုတ်ရေးပေးတာကျွန်တော်ဟိုရွှေချောင်းသားနဲ့

အဲ့ဒါလေးကိုကျွန်တော်တွက်ပါမယ်အဲ့ဒါလေးကိုတွက်မယ်ဆိုရခါကျဒီ၃ညနဲ့ဒီ၃နဲ့ပေါင်း၃အဲဒီလိုဒီလိုလောလာမယ်နော်၃ညအပေါင်း၃အပေါင်း၉ညီမြချင်း၂ပါတဲ့နော်၂နှစ်ရဲ့နှစ်ခါက၄၄ရဲ့ပါဝါ၉၂၄၉ဆိုတဲ့ကီ၃လုံးဒီပြန်မထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာတွေထွက်သွားလဲကြည့်လိုက်ရအောင်ခွန်၄ခွန်၄တဲ့ခွန်၄မှာကျွန်တော်တို့၄တလုံးထိပ်ပြီးအောင်ခဲ့ပါတယ် ကိုကိုတဲ့ကိုကိုမှလည်းကျွန်တော်တို့ကိုတလုံးထပ်ထီပြီးညအောင်မနဲ့ကောအောင်ခဲ့ပါတယ်အမျိုးတို့တဲ့နောက်တစ်ပြင်တွက်ပါမယ်တ6 8 8 6 8ခွန်ရှိ၃ညာလေး6ရှိ၃ညာလေး6ရှိ7 3 3 7 3 3ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုတွက်မယ်ဆိုရင်ခွန်နဲ့ရှစ်နဲ့6နဲ့ပေါင်း၄ပါတဲ့၄နဲ့3နဲ့ပေါင်းဆိုတော့အဲဒီလိုလုပ်အောင်မယ်နော်ရှင် ပေါင်း6ပေါင်း3 6 6နဲ့ပေါင်းတော့4၄နဲ့၃နဲ့ပေါင်းတော့ခွန်ပါတဲ့ခွန်ခွန်ရဲ့နှစ်ခက်က၃ည၃ည၅ပါဝါ၅ခွန်၃ည၅ဆိုတဲ့ကီ၃လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာကြီးထွက်သွားသလဲဆိုရဲခါကြတော့ခွန်၁တဲ့ခွန်၁မှာကျွန်တော်တို့ခွန်တစ်လုံးထိပ်ပြီးအောင်ခဲ့ပါတယ်၉ရှိ၉ရှိတဲ့၉ရှိမှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြင်တွက်ပါမယ်ခွန်ခွန်၁၅ခွန်ခွန်၁၅ ခွန်ရှိရှိချခွန်ရှိရှိချလေးခွန်ရှိလေးဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါတယ်အဲ့တော့ဒီ9ကိုဒီမှာရေးလိုက်ပါမယ်9ဒီ9နဲ့ဒီ10နဲ့ပေါင်းအောင်ဖြစ်တဲ့အတွက်10နောက်တစ်ခါဒီ10နဲ့ထပ်ပေါင်းအောင်ဖြစ်တဲ့အတွက်နောက်ထပ်10အဲ့တော့ဘာရသလဲဆိုရင်1ရပါတယ်တဲ့နော်1 10နဲ့9နဲ့ပေါင်း3 3နဲ့10နဲ့ပေါင်း1ပါတဲ့1ရဲ့နက်ခတ်က10 10ရဲ့ပါဝါ3 တိရှိတောင်းချုပ်ပြီးဒီလိုမျိုးကျွန်တော်ရပါတယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုရခါကြတော့6ခွန်း6ခွန်းနဲ့မအောင်ပါဘူး1ခွန်း1ခွန်းနဲ့1ခွန်းမှာတော့ကျွန်တော်တစ်တလုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးလိုကဲနောက်တစ်ပြင်တက်ပါမယ်2253 2253 2639ခွန်း2639ခွန်း9216 9216 16ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီဒီ3ရယ်ဒီ3ညရယ်ပေါင်းပါမယ်နောက်တစ်ခါဒီ1နဲ့ထပ်ပေါင်းပါမယ်အဲ့တော့4ရပါတယ်တဲ့4 4ရဲ့နှစ်ခက်က2 2ရဲ့ပါဝါခွန်4 2ခွန်ဆိုတော့ဒီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာကြီးထွက်သွားသလဲဆိုရဲခါကြတော့16 16တဲ့မအောင်ပါဘူး14 14ရဲ့14မှာတော့ကျွန်တော်တို့၄တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်အမျိုးတို့ ကဲနောက်တစ်ပြန်တော့တွေ့ပါမယ်ရှစ်ခွန်၅နှစ်ရှစ်ခွန်၅နှစ်တင်ငါ၃တုံးတင်ငါ၃တုံး၃၉၂၆၃၉၂၆ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုတွေ့ပါမယ်တွေ့မယ်ဆိုရင်နှစ်နဲ့သုံးနဲ့ပေါင်းအောင်ပါမယ်ပေါင်းမှဖြစ်တဲ့အတွက်နှစ်အပေါင်းသုံးလို့ရေးပါမယ်နောက်တစ်ခါကျွန်တော်ဒီကနှစ်နဲ့ထပ်ပေါင်းပါမယ်အဲ့တော့ ဘာရတယ်လဲဆိုတော့ခွန်ရပါတယ်တဲ့ခွန်ခွန်ရတဲ့ခက်က3ည3ည5ပါဝါ5ခွန်3ည5ဆိုတော့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်ဘာထွက်သွားလဲကြည့်လိုက်ရအောင်3ည2 3ည2တဲ့3ည2မှာ3ည3လုံးထိပြီးအောင်ခဲ့ပါတယ်7 3ရှစ်တုံညရရှစ်တုံညမလဲတုံညထပ်ထီပြီးညရောမနေ့ကောအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြန်တွက်ပါမယ်ရှစ်၅၉၅ရှစ်၅၉၅ ချောင်းငါ၉ရှိချောင်းငါ၉ရှိချောင်းငါ၁ခုချောင်းငါ၁ခုဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်ထပ်ထားပါတယ်အဲ့ဒါတွေ့မှာဆိုရင်ဒီ၅နဲ့၉နဲ့ပေါင်းမှဖြစ်တဲ့အတွက်၅အပေါင်း၉နောက်တစ်ခါဒီအောက်ကတင်းနဲ့ဆက်ပေါင်းမှဖြစ်တဲ့အတွက်၁ ဲ့တော့ပေါင်ရင်9ရပါတယ်တဲ့9 9ရဲ့နှစ်ခက်က3 3ရဲ့ပါဝါ8 9 3 8ဆိုတဲ့ကီး3လုံးဒီပြန်มาထွက်ရပါမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့8 8တဲ့8 8မှာကျွန်တော်8တလုံးထိပြီးအောင်ခဲ့ပါတယ်1 1တဲ့1 1မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျာကဲနောက်တစ်ပြန်တွက်ပါမယ်ခွန်ခွန်၄၅၄၃၃ရခွင်၄၃၃ရခွန်၄ ငါး၁၃၅၁၃ဆိုပြီးကျွန်တော်ဒီလိုမျိုးထပ်ထားပါတယ်အဲ့ဒါလေးကိုတွက်ပါမယ်တွက်မယ်ဆိုတော့ကျတော့ဒီ၅နဲ့၃ညနဲ့ပေါင်းမှဖြစ်တဲ့အတွက်၅အပေါင်း၃ညအပေါင်းဒီ၁နဲ့ထပ်ပေါင်းမှဖြစ်တဲ့အတွက်၁အဲ့တော့ညီမချင်း6ပါတဲ့6ရဲ့နှစ်ခါက9 9ရဲ့ပါပါ၄6 9 4ပါတဲ့နော်6 9 4ထပ်သွားလဲကြည့်လိုက်အောင်3 1 3တက်တယ်မအောင်ပါဘူးဗျာ6 8 6 8တဲ့6 8မှာတော့ကျွန်တော်တို့6တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ ကဲကောင်းပြီဒါဆိုရင်ကျွန်တော်ဗိုလ်ဒူးနေအတွက်ထပ်ကြီးလေးတွေထုတ်လိုက်ရအောင်63965 63965ေလေး63 6698 6698ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်ပါမယ်အဲ့လိုတွက်မယ်ဆိုတဲ့အခါကျတော့ဒီ9နဲ့9နဲ့ပေါင်းမှဖြစ်တဲ့အတွက်9ပေါင်း9အပေါင်းနောက်ထပ်9ထပ် ပေါင်းมาဖြစ်တဲ့အတွက်ခွန်းအဲ့တော့ပေါင်းရင်400ပါတယ်တဲ့4 4ရဲ့နှစ်ခက်ကဟုတ်ပေါင်းကို900ပါတယ်တဲ့နော်ကို900ရဲ့နှစ်ခက်က6 6ရဲ့ပါဝါတစ်96 1ဆိုတော့ကီ3လုံးဒီပြန်มาထွက်ရမယ်တဲ့ကဲကောင်းပြီအဲ့ဆိုရင်ကျွန်တော်တို့ကီထိတ်ကလေးတွေနဲ့ညှိလိုက်ရအောင်ကီထိတ်နဲ့ညှိမယ်ဆိုတော့ဆာခရစ်ချင်းနဲ့ပါမယ်မင်းပေါင်းကြီးထိတ်ကြီးထိတ်ဒီကနေ့ကြီးထိတ်ကကျွန်တော်တို့ဗာရသလဲဆိုတဲ့ခါကြတော့ ဂီထိတ်ဂီထိတ်ကဘာရသလဲဆိုတဲ့အခါကျတော့9 3 8ပါတဲ့9 3 8ကျွန်တော်တို့ဂီရိုးရိုးက6 6 8ပါတဲ့เนาะ6 6 8ဆိုပြီးရပါတယ်တဲ့အဲ့တော့ကျွန်တော်တို့ကမတူညီတာတွေဖြစ်တွေ့ရကတ်ပါမယ်9 6ကိုအောက်မှချရေးလိုက်မယ်9 9 6 9 8 3 9 3 9 6 သုံးချောက်သုံးတစ်သုံးတစ်ရှစ်ကိုရှစ်ကိုရှစ်ချောက်ရှစ်ချောက်ရှစ်တစ်ရှစ်တစ်ဆိုပြီးဒီလိုမျိုးကျွန်တော်ရပါတယ်တဲ့เนาะအဲ့ဒါမှာကျွန်တော်တို့ကီးမာစတာကီးလေးတွေနဲ့ကျွန်တော်ချိန်ဆမယ်ပေါ့เนาะအဲ့မှာကျွန်တော်တို့မနေ့ကဆိုねကွန်မန့်နေမှာပေါ့เนาะဟိုဟိုဖြစ်တယ်ကျွန်တော်ပဲရွှေချောင်းသားမှာရွှေလက်ကီးမှလာမှမသိဘူးပေါ့เนาะကြိုးကြောင်ကောင်းအောင်ဝင်ပြီးမှန်းလို့ကျွန်တော်ရဲ့ friend တွေနဲ့ကျွန်တော်ရဲ့မျိုးတွေနဲ့ စကားများတာတွေတွေ့ရပါတယ်အဲ့ဒါဘာလဲဆိုတော့မာစတာကီးရင်နဲ့ပတ်သက်လို့မာစတာကီးရင်နဲ့ပတ်သက်လို့ဆိုတာကချင်းချင်းလေးမာစတာကီးဆိုတော့ကျွန်တော်နှစ်ကီးဆိုပေးတဲ့အတွက်ကဏ္ဍနေများတယ်လို့ဆိုပေမဲ့နှစ်ကီးကိုပေါင်းကစားရင်ကစားဒါမှမဟုတ်တကီးရင်ယူကစားလို့ကျွန်တော်အများအားပြောခဲ့တယ်เนาะဒါမှမဟုတ်လေကီးများတယ်ဆိုတော့ချိန်စားလို့တော့ပိုကောင်းတယ်ပေါ့ဗျာเนาะဒီလိုပါပဲဟိုကောင်းဘက်ကလှည့်တွင်ကောင်းတယ်ပေါ့ကောင်းဘက်ကမမြင်ရင်မကောင်းဘူးပေါ့เนาะဒါပေမဲ့အဲ့ဒီလူကပါပြောလဲဆိုတော့เนาะဟိုပြက်ပြက်တယ်ပြော ေါ့ဗျာတဲ့အဲသူပြက်ပြက်ပြက်တယ်ဗောတဲ့ဟိုလာဒီလောက်ကနန်းဟိုကီးတွေအများကြီးတော့မမှန်ဘူးဗောနော်ဆိုရဲသဘောမျိုးနဲ့လာမန့်ကျွန်တော်သူမန့်အောင်ဂိူးမဆိုင်ပါဘူးဒါပေမဲ့ကျွန်တော်လူတွေအောင်နောက်ရတယ်ဗောနော်အဲ့တော့ကျွန်တော်တို့ကအသုံးချတတ်တဲ့လူတွေအတွက်ကျွန်တော်နီးဒီယာအကုန်လုံးအဆင်ပြေပါတယ်အသုံးမချတတ်တဲ့လူတွေအတွက်ကတော့ကျွန်တော်တို့အဆင်မပြေဘူးဗောဗျာကဲနော်အဲ့တော့တက်ချင်ယူမကြိုက်ချင်မယူနဲ့ဟာလာအဲ့တော့ကျွန်တော်တို့ပထမကီးကိုကျွန်တော်တို့ပြောပါမယ် ပထမကီးပထမကီးကတော့ကျွန်တော်တို့ဗာလဲဆိုရဲအခါကျတော့ပထမကီးက၄နှင်း6ဒုတိယကီးကနှင်း8 4 9အဲ့ဒီနေရာမှာเนาะကျွန်တော်ကဒီနှစ်ခုကိုပေါင်းစပ်ပြီးတော့ပေါက်ကနန်းလဲထွက်သွားနိုင်တယ်เนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဟိုကီးတစ်ခုရှာတယ်တစ်ခုနဲ့တစ်ခုရွှေချောင်းသားနဲ့ရွှေလက်ကီး20မိနစ်တူရဲ့အခါကျလူတဲ့ကြိုးအကြောင်းကိုပြောလုံးလို့ကျွန်တော် အဲ့တော့မတူရင်ကြိုးကြောင်ကြီးပြောတတ်တယ်နော်ရွှေချောင်းသားတစ်မျိုးပြရွှေလက်ကြီးတစ်မျိုးပြဖြစ်မှာဆိုလို့ကျွန်တော်တို့နောက်ထပ်ကီတကီရှာနေမှာဆိုရင်၄နှစ်ခွန်ကျော်ကီတကီရှိရနော်အဲ့တော့ဒါကြောင့်ဆိုရင်ဒီမှာ၉၆တင်းနဲ့၄နှစ်ခွန်နဲ့ပြီးမယ်ဆိုရင်ဒီအပေါ်အောက်ပြီးသွားနိုင်တယ်ဒါလေးတွေကလည်းအမျိုးတို့အနေနဲ့ကတ်ကစားခဲ့ရင် အားရှိအောင်ကျွန်တော်ပြပြချင်းပဲဖြစ်တယ်เนาะအဲ့တော့2 4ခွန်နဲ့6 6တိဆိုရင်ဥပမာ2 4ခွန်ရင်6 6ကိုပဲကတ်ကစားရမယ်ဆိုရင်တော့မှဥပမာ6 2တို့အဲ6 6 2တို့6ခွန်တို့6 4တို့6 2တို့6ခွန်တို့6 4တို့ကစားလို့ရတယ်ပေါ့เนาะကျွန်တော်ပြပြတာဟာလားဒါမှမဟုတ်လဲဒီမှာ ဒီဒီဘက်ကကနန်းနဲ့ကစားလို့ရတယ်ပေါ့နော်ဘယ်လိုပဲဖြစ်ကစားလို့ရအကြောင်းလေးကျွန်တော်ပြောပြတာပါကဲအဲ့တော့ကျွန်တော်တို့ကဒီမှာပြန်ကြည့်မယ်59တဲ့59ဆိုတော့59ဒီမှာ59နဲ့ညီတယ်ဒါပေမဲ့ဒီမှာလဲ99ဆိုတော့ပါတဲ့အတွက်59ဒီကစားလို့ရပါတယ်56ကျတော့ဒီမှာတန်းမမီတယ်57ကျတော့လုံးဝတန်းမှတော့မမီ39မှာကျွန်တော်တို့မိပါတယ်နော်ဒီမှာ9နှလုံးရှိရတဲ့အတွက်36မှာလဲတန်းမမီပါတယ်37မှာလုံးဝမမီဘူး89မှာလဲကျွန်တော်တို့မိပါတယ်86ကတော့ထွက်ပြတာဖြစ်တဲ့အတွက်ပဲပါတယ်နော်87မှာတော့တန်းမှမမီဘူး အဲ့တော့ကျွန်တော်တို့ကဒီ၃ွက်တော့ရပြီဒီ၃ွက်ရပြီဆိုတဲ့အခါကျတော့ကျွန်တော်ဘာဒီလောက်မလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဗရိတ်ကလေးတွေရာသက်ပံကတ်မှာပေးထားတဲ့ဗရိတ်ကလေးတွေကျွန်တော်ပေးပါမယ်ရာသက်ပံကတ်မှာပေးထားတဲ့ဗရိတ်ကလေးတွေကတော့ဒီမှာကျွန်တော်တို့ထွက်ကနန်းကိုပြမယ်เนาะပထမဆုံးကျွန်တော်ထွက်ကနန်းကိုပြပါမယ်ထွက်ကနန်းကိုပြမယ်ဆို86 86ဆိုတဲ့နေမှာ8ထိပ်လို့လာပြီဆိုရင်တဲ့เนาะ2 2 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 2000 2001 2002 2003 2004 2005 2006 2007 2008 2009 2010 2011 2012 2013 2014 2015 2016 2017 2018 2019 2020 2021 2022 2023 2024 2025 2026 2027 2028 2029 2030 2031 2032 2033 2034 2034 2035 2036 2037 2038 2039 2040 2041 2042 2043 2044 2045 2046 2047 2048 2049 2050 2051 2052 2053 2054 2055 2056 2057 2058 2059 2060 2061 2 ဆိုတဲ့ဗရိတ်ဟာတဲ့၃ရက်တွင်လာပါမယ်တဲ့ဟုတ်ပြီထို့အတူပဲကျွန်တော်တို့၈၆ဆိုတော့ဗျာဒီမှာ၈၆เนาะ၈၆ဆိုတော့နှလုံးပေါင်ရင်၄ဗရိတ်၄၄ကိုဗရိတ်ပေါ့เนาะ၄ကိုဗရိတ်ဆိုရင်လည်းသူက၄၄ကို6ပါပဲတဲ့၄၄ကို6ပါပဲလာမယ်တဲ့ဟုတ်ဗရိတ်ကနှမျိုးပြထားတယ်၃ရက်တွင်ထွက်ရမယ်ဆိုတဲ့နေရာမှာဗရိတ်နှမျိုးပြရတဲ့ကျွန်တော်ကတမျိုးကတော့မနေ့ဖငါကိုဆွဲသွားနိုင်တယ်လို့ယူဆတဲ့အတွက်ကျွန်တော်တို့ဒီမှာပြန်ကြည့်ရင်9 9 3 9ဒီညိပါတယ်တဲ့เนาะ9 9 အဲဒါပေမဲ့ဒီမှာကျွန်တော်တို့ပြောမယ်ဆိုရင်53ဆို6ပြည့်ရှိတယ်။ဒါပေမဲ့ဒီမှာဓာရီတည်းမညီလို့ထည့်ထိုးခြင်းနဲ့ထိုးတကယ်လို့ဒီမှာ36 36ဆို6ပြည့်နဲ့ညီတယ်။ဒီမှာကီတကင်းညီထားတဲ့အတွက်ကျွန်တော်36ကလည်းထည့်ထိုးမယ်ဆိုရင်ထိုးတင်တယ်။နော်36လည်းထည့်ထိုးတင်တယ်နော်89ကြတော့ဘာကြောင့်89လည်းထည့်ထိုးတင်တယ်ဆိုတော့ကကျွန်တော်တို့39ခွန်လို့ပြေးထားတယ်39ခွန်လို့ပြေးထားရင်2ခွန်49ဆိုတဲ့ပြည့်ကဒီမှာ3ရက်တွင်ထွက်ရမယ်ဆိုတော့ဒီမှာဒီဒီ9ကြောင့်လည်း2ခွန်49ဆိုတာရှိထားတဲ့အတွက် ဒီကောင်ကအကုန်ထွက်သွားတယ်လို့လည်းပြောလို့မရအောင်အဲ့နှစ်ခွန်လေးကိုဆိုတာလည်းထွက်ထားတဲ့အတွက်ကျွန်တော်တို့ချက်နိုင်တော့89ရဲ့36ကဲကိုတော့ဒုတိယထားပြီးတော့ကျွန်တော်တို့ထိုးပါเนาะဒီနှစ်ခုကိုတော့ကျွန်တော်တို့ဟိုထဲမှာကျွန်တော်ထပ်ပြောမယ်39ကိုကျွန်တော်အကြိုက်ဆုံးကစားမယ်ဘာဖြစ်လို့39ကိုအကြိုက်ဆုံးကစားမလဲဆိုတော့ဒီအဲ့ကစားမယ်ဆိုတော့ကျွန်တော်တုံးလေးတားပေးတဲ့အတိုင်းပေါ့เนาะဒီကောင်ကပထမထားမယ်ဒီကောင်ကဒုတိယထားမယ်ဒီကောင်ကတတိယထားမယ်ဒီနှစ်ခွက်ကိုကျန်တာလေးရဲ့အရန်ခွက်ကိုကိုယ်စပေါ်နဲ့ကိုထည့်ပေါ့เนาะ ဘာဖြစ်လို့39ကိုကျွန်တော်အကြိုက်ဆုံးထားကစားမလဲဆိုတဲ့ခါကျတော့ကျွန်တော်ဟိုမှာ Viber မှာကျွန်တော်ပတ်တိကတ်တွေထုတ်ပေးတာရှိပါတယ်အဲ့မှာကျွန်တော်တို့ Viber ကပတ်တိကတ်မှာကျွန်တော်အင်္ဂါမကျော်သည်13ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ထွက်မသွားတဲ့အတွက်အင်္ဂါမကျော်ပတ်တိသည်ကျော်ခဲ့ရင်လည်းဗုဒ္ဓဟူးမှာထွက်တတ်တဲ့အတွက်ဒီ၃ကိုကျွန်တော်ကြိုက်ချင်းဖြစ်တယ်။နောက်တစ်ခါကိုကိုဒီဗုဒ္ဓမကျော်ပတ်တိဖြစ်တယ်။ဗုဒ္ဓမကျော်ပတ်တိဖြစ်တဲ့အတွက်မနေ့မှဗုဒ္ဓဖြစ်တဲ့အတွက် ိုးဒီလက်ထွက်လာခဲ့မှာဆိုရင်ဒီနှစ်ခုကပေါင်းဆက်ပြီးကစားသွားနိုင်တဲ့အတွက်39ကိုကျွန်တော်ကြိုက်ချင်းဖြစ်တယ်တကယ်လို့များဥပမာဒီ39မှာမထွက်ဘဲနဲ့မနေ့ပိုင်းကဒီပြင်ကနန်းထွက်ခဲ့ဒီဒီဒီမှာလည်းပြန်ကြည့်လို့ရတယ်နော်ကိုးနဲ့ပတ်သက်လို့ဆိုရင်ကျွန်တော်တို့ကိုးခုနပြောလို့6ကို2ခွန်4ခုနဲ့နှစ်အဲ2.4နဲ့ကတ်လိုက်ပေါ့နော်အဲ့ဒါလေးလည်းကစားလို့ရတယ်နော်။ဘာကိုတလုံးပိုင်းရှိတာအတွက်ကိုနှစ်တို့ကိုခွန်တို့ကိုလေးတို့ကစားလို့ရတယ်နော်။ဒါလေးကကျွန်တော်ပြောပြခြင်းဖြစ်တယ်။အဲ့တော့ကျွန်တော်ရဲ့အကြိုက်ဆုံးပြောပါဆိုရင်39ဖြစ်ပါတယ်။ကဲအဲ့တော့ကျွန်တော်ကြိုက်သလိုအမျိုးလိုလည်းကြိုက် ပါလို့ကျွန်တော်ဇွန်မပြောပါဘူးကြိုက်ချင်ယူပါမကြိုက်ချင်လည်းအမျိုးတို့ဖာအမျိုးတို့ကြိုက်တယ်လို့ကီထိတ်ကိုယူကစားကစားကီကိုယူကစားကစားမာစတာကီကိုယူကစားကစားကစားကြပါလို့ပြောရင်းနဲ့ဒီကနေ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမှာနေမဲ့အဆုံးတက်လိုက်ပါတယ်အားလုံးစိတ်ချမ်းသာရင်ကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ